ဲဒီကနေ့မှာဆိုရင်တော့ကျွန်တော်တို့ဒါအရင်အပတ်ကလိုပဲဒါပြုလုပ်ပေးခဲ့တဲ့ဒါဂျာစီလက်ဆောင်ပေးရသွားမယ်ဒါအစီအစဉ်လေးတစ်ခုရှိပါတယ်အဲ့ဒါတော့ကျွန်တော်တို့ဒါ Manchester United နဲ့ Lyon တို့ရဲ့ဒီ Europa League Quarter Final ပေါ့နော် Quarter Final ဒုတိယအကြော်ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုလိုမျိုးဒါဂျာစီ giveaway ပေးမယ်ဒါကန်ဆယ်မေးလေးဒါပြုလုပ်ပေးသွားမှာဖြစ်ပါတယ်အရင်ဘက်ကတော့ကျွန်တော်ဒါပြုလုပ်ပေးခဲ့တဲ့ပွဲစဉ်လေးကတော့ဒါ Newcastle နဲ့ Manchester United တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်အဲပွဲစဉ်မှာဆိုရင်တော့ဒါဝင်ရောက်ပြီးတော့ဖြည့်ဆူကြရတယ်ဒါဖြည့်ဆူသူတွေကတော့အများကြီးရှိပါတယ်အဲ့ဒီကမှကျွန်တော်တို့အဖြေကိုမှန်ကန်တဲ့ဖြည့်ဆူသူကတယောက်မှမရှိတဲ့အတွက်ကြောင့်မလို့အဲကျွန်တော်ဒါ jersey ကိုပေးလို့မရဘူးပေါ့နော်အဲ့တော့အဲ့တော့ကြောင့်မကျွန်တော်ဒါဘောလုံးချစ်ပရိသတ်တွေအတွက် February 18ရက်နေ့ညနေပိုင်း February 18ရက်နေ့မနေ့အစောပိုင်းကျွန်တော်တနအိခွဲမှာရှင်မြန်ကစားမယ်ဒါ Manchester United နဲ့ Lion တို့ရဲ့ဒုတိယအကြော့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ ော်ဂျာစီကန်ဆယ်မဲ့လေးထပ်ပြီးတော့ပြုတ်လုပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒါရှေးမှာလုတ်ပေးခဲ့တဲ့အဲကျွန်တော်နယူကာဆယ်နဲ့မန်ယူနိုက်တက်တို့ရဲ့ပွဲစဉ်လေးမှာဆိုရင်ဒါဝင်ပြီးတော့ဖြည့်ဆိုးတဲ့ဖြည့်ဆိုးသူတွေကတော့အများကြီးရှိရဲ့ဗျာ။ကျွန်တော်သေချာလေးထပ်ပြီးတော့ဒီစီကန်းချက်လေးတွေကိုကျွန်တော်ဒါပြန်ပြီးတော့မှတ်မိအောင်အတွက်ကျွန်တော်ဒါစီကန်းချက်လေးတွေကိုထပ်ပြီးတော့ဒါပြောပြပေးသွားပါမယ်။အဲ့တော့ပထမတစ်ချက်အနေနဲ့ဆိုရင်တော့ကျွန်တော်အခုတင်လိုက်တဲ့ post လေးကို Facebook မှာဆိုရင်ကျွန်တော်ဒါ public နဲ့ share ထားဖို့လိုအပ်ပါတယ်။ဒုတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel လေးကို join ထားရပါမယ်။အခုလိုမျိုး post ကိုကျွန်တော် Telegram မှာလည်းတင်ထားတယ် Facebook မှာလည်းတင်ထားတယ် YouTube မှာလည်းတင်ထားတယ်ဆိုတော့အဓိကမှန်အမှားကျွန်တော်ဒါ Telegram channel မှာတွားပြီးတော့မှန်အမှားဖြစ်ပါတယ်။ Telegram channel မှာအခုလိုမျိုး post တင်ထားတယ် comment မှာဆိုရင်လည်းကျွန်တော်နမူနာပုံစံမျိုးဆိုပြီးတော့ ြထားရပြဥမာလာရှိကပွဲစဉ်တော့ဆိုရင်ဗျာပထမဆုံး၉စသွင်းမဲ့အသင်းနီဟုကာဇယ်ဒါပွဲပြီးရလက်1 2 1 3အဲ့လိုမျိုးပုံစံမျိုး Telegram channel မှာမန့်အဲ့ Telegram channel မှာမန့်ထားတဲ့ဟာလေးကို screenshot ရိုက်ပြီးတော့ Facebook က post အောက်မှာမန့်လိုက်ုံနဲ့ဒါညီကိုတို့အနေနဲ့တခါတည်းပါဝင်ပြီးသားဖြစ်သွားပါပြီ ဲ့တော့ဒါလောက်ရမယ့်အချက်လေးတွေကလည်းလွယ်လွယ်ကူကူလေးဆိုတော့ဒါအားလုံးကိုပါဝင်ဖို့အတွက်ဒါကျွန်တော်အနေနဲ့ဒါဖိတ်ခေါ်လိုက်ပါတယ်အဲ့တော့ဒါဂျာစီကိုပေးပေးမဲ့ဒါအစီအစဉ်လေးတွေလည်းပြောလို့ပြီးသွားပြီဆိုတော့ကျွန်တော်ဒါဒုတိယအကြော့ဒါ quarter final ဒုတိယအကြော့ဖြစ်တဲ့ဒါ United နဲ့ Lyon တို့ရဲ့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဒါပွဲချုပ်သုံးသပ်ချက်လေးတစ်ချက်လောက်ဒါလုပ်ပေးသွားမှာဖြစ်ပါတယ် တော့ဒီ version နေနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ပထမအကြော်တော့ဆိုရင်တော့ပထမအကြော်တော့ United အနေနဲ့တားပြီးတော့အဆင်ပြေခဲ့တဲ့အထက်မှာမပါဘူးဗျအမားတွေများခဲ့တယ် Lion အသင်းဘက်ကလည်းအမားတွေများခဲ့တဲ့အတွက်ကြောင့်မလို့ United အနေနဲ့နည်းနည်းလေးခံတာသွားတယ်လို့ပြောရမှာပဲအဲ့တော့ United အနေနဲ့အခုနောက်ဆုံးဒီယူပါလိမကစားခင်ကြားထဲမှာဆိုရင်တော့ Newcastle နဲ့ဒါကစားခဲ့တဲ့ပွဲစဉ်တစ်ပွဲတော့ရှိတယ်။အဲပွဲစဉ်မှာဆိုရင်တော့ United အနေနဲ့ဒါ Newcastle 4-1ဆိုတဲ့ရလဒ်နဲ့တော့ရုပ်ပြတ်ဆင်းပြတ်နေတာရှုံးနေခဲ့တယ်ပေါ့နော်။ အဲ့တော့အပွဲစဉ်မှာဆိုရင်လည်းကစားသမားတွေကနောက်တန်းပိုင်းမှာကအဓိကအမားများတယ်နောက်တန်းပိုင်းကွင်းလယ်ပိုင်းပေါ့နော်အဓိကအမားများတယ်ကိုသမားကလည်းအပြောင်းလဲလုပ်ခဲ့တယ်ဆိုတော့ဘန်ဒါနဲ့ပဲဒါပွဲထွက်လာခဲ့တယ်ဆိုတော့ဒီပွဲစဉ်မှာကိုသမားအိုနာနာနဲ့ပဲပြန်ပြီးတော့ပွဲထွက်လာဖို့ရှိရလို့တော့ကျွန်တော်မြင်တယ်ရူဘင်အာမိုရင်အနေနဲ့ဒီယူဘာလီပွဲစဉ်အတွက်ကစားသမားတော်တော်များများတို့တော့ခြံထားခဲ့လို့တော့ကျွန်တော်တို့ယူဆတယ်ဗျာလို့ဆိုတော့နောက်တန်းပိုင်းမှာကြည့်မယ်ဆိုရင်ဟယ်ဒီမကွိုင်းရရှိတယ်တိုက်စစ်ပိုင်းမှာဆိုရင်လည်းဝိုင်လန်တို့ပါလို့ဆိုရင်လည်းဒုတိယပိုင်းလောက်မှာပဲ ဒါလူစားလေးလေးမူရီဒါပြုတ်ခဲ့ရတယ်။ကွင်းလက်ပိုင်းမှာဆိုရင်လေကိုဗင်မိုင်နူရူဘာရိုဆိုရင်တော့မိနစ်80ကျော်မှထည့်တယ်ဆိုတော့ကိုဗင်မိုင်နူရူဘာရိုကိုဒီယူဘာလီပွဲစဉ်မှာ first line နဲ့ပေးပြီးတော့တုံးကျင်တဲ့အတွက်ကြောင့်လားဆိုတာတော့တစ်ချက်ဒါစဉ်းစားစရာတော့ရှိရပါတော့။အဲ့တော့ United အနေနဲ့အင်ကွင်းမှာကနည်းနည်းလေးစိုးရင်ရပါတော့ United ရဲ့ကစားပုံကအင်ကွင်းမှာဆိုတော်တော်လေးတိုင်ပတ်တဲ့အသင်းပြားဒီလားအဝေးကွင်းကစားပုံနဲ့အင်ကွင်းကစားပုံလုံးဝမတူတပြည့်အသင်းနေဆိုရင်ဗျာအင်ကွင်းမှာဆိုအရန်ကောင်းရတယ်အဝေးအသင်းကြရင်နည်းနည်းလေးတိုင်ပတ်တဲ့အခြေအနေမျိုးရှိတယ်ဒါပေမဲ့ United ကအဲ့လိုမျိုးမဟုတ်အင်ကွင်းမှာပို့ပြီးတော့စိုးတယ် အဝေးကနေကြရင်လုံးဝဟိုမန်စီးတီးနဲ့ဆိုရင်လည်းကြည့်ပါလားအိမ်ခွင်းမှာကန်ကောင်းလို့ဒါတည်ကြခဲ့လို့ပြောလို့ရတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာ Lion အသင်းကို United အနေနဲ့တည်ကြပေါက်နိုင်မယ်လို့တော့ကျွန်တော်တို့ပြောနိုင်တယ်ဗျာတည်ကြပေါက်ပြောနိုင်တယ်နိုင်မယ်ဆိုတော့ဘာလို့ဆိုတော့တိုက်စစ်ပိုင်းမှာကြည့်မယ်ဆိုရင်ဂါနာချိုလို့ပါအောင်ဆိုရင်လည်းဒီ Newcastle နဲ့ပွဲစဉ်မှာဂိုးလေးတွေပါလေးပြန်ပြီးတော့ရလာခဲ့တဲ့အတွက်ကြောင့်မလို့ကစားသမားအနေနဲ့ဆိုရင်လည်းဘာဖြစ်ဖြစ်ပါစိတ်တဲ့ပိုင်းမှာဆိုရင်တော့တော်တော်လေးအဆင်ပြေသွားပြီလို့ပြောလို့ရတယ် အဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာဒေဂျာပေါ့တာနှစ်ဖက်သွင်းကိုတော့မြင်ရမယ် United အနေနဲ့ Lion အနည်းဆုံး2-1နဲ့တော့နိုင်တယ်လို့တော့ကျွန်တော်တော့ယူဆတယ်ဗျာကျွန်တော်ဒီ United အနေနဲ့ဒီပွဲစဉ်မှာထွက်လာဖို့ဖြစ်နိုင်တဲ့အရှိဆုံး line up ကိုကြည့်ရမယ်ဆိုရင်တော့ဒါတိုက်စစ်ပိုင်းမှာဆိုရင်တော့တိုက်စစ်ပိုင်းမှာ Manchester White Lion ကိုပဲပွဲထွက်ခွင့်ပေးလောက်တယ်နောက်ပြီးတော့ Zessi ဗျာ Zessi က Bruno Fernandes နဲ့တော်တော်လေးတွဲလုံးမိတယ်ဒီ Newcastle နဲ့ပွဲစဉ်တုန်းကဆိုရင်ဗျာ တော်တော်လေးအချိန်ဆက်မိမိကစားနိုင်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်ဇက်စီအနေနဲ့ဆိုရင်လည်းဒီ Newcastle နဲ့ပွဲစဉ်မှာတော့တချို့လေဒါအမားလေးတော့ရှိခဲ့တယ်ပေါ့ဗျာ။ဒါပေမဲ့ Ruben Amorim နေနဲ့ဇက်စီကိုပဲဆက်ပြီးတော့ဒီပွဲစဉ်မှာပွဲထွက်လာဖို့များရဲ့ဗျာ။ Neuro number 10နေရာမှာကြီးလိုက်မယ်ဆိုရင်ဇက်စီနဲ့ Garner ချို Bruno Fernandes ကိုကွင်းနဲ့ထည့်ပြီးတော့ဆော့လောက်တယ်။ Ugarte နဲ့ Bruno Fernandes ပဲဒါပွဲထွက်လာမှာ။နောက်ပြီးတော့ကွင်းနဲ့ပိုင်းမှာဆိုရင်လည်းရွေးချယ်ကြတယ်တော်တော်လေးများသွားပြီ။ Lucas ဆိုရင်လည်းဒီ Newcastle နဲ့ပွဲစဉ်တုန်းကဆိုရင်အရန်ခုံမာတော့ပါဝင်လာခဲ့ရဆိုတော့ဒီ Lion နဲ့ပွဲစဉ်မှာဆိုရင်တော့ Lucas လည်းတေချာပေါ့ပွဲထွက်ခွင့်ရဖို့ကတော်တော်လေးလားလာရှိရဲ့ကစားသမားလို့ပြောလို့ရတယ်။အဲ့တော့ ဇက်စီယာလည်းဒီနယူကာဆယ်နဲ့ပွဲစဉ်မှာတော့အင်ဂျူရီအနည်းငယ်ဖြစ်ခဲ့တယ်ဆိုတော့ကြတော့လေနည်းနည်းလေးတော့စဉ်းစားစရာရှိတယ်ဇက်စီပဲသုံးမလားဘရူနိုဖာလန်ဒက်နဲ့ကာနာချိုပဲတွဲထားပြီးတော့ကွင်းလယ်ပိုင်းမှာကျွန်တော်ကိုဗီမိုင်နူဥကာလေးအဲ့လိုမျိုးတွဲထွက်လာမလားနောက်ပြီးတော့နောက်တော့ပိုင်းမှာကြည့်မယ်ဆိုရင်လေလင်နီယိုလိုရှိတယ် ဟယ်ရီမက်ဂွိုင်းယားမာဇာဝါဒီလေးကအင်ဂျူရီဖြစ်နေလူလျှော်လဲအခုလက်ရှိအခြေအနေမှာသုံးမယ်ဆိုရင်တော့သုံးလို့ရတယ်ဟယ်ရီအမတ်တို့ဘာလို့လဲရှိရဲဆိုတော့အယူနိုက်တက်ရဲ့ကျွန်တော်ဒီလူစင်ပိုင်းနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုရင်ယူနိုက်တက်ကအဆင်ပြေတယ်ကစားလို့ရတဲ့အခြေအနေရှိရဲလို့တော့ကျွန်တော်တို့မြင်တယ်အဲ့ဒါကြောင့်မို့ဒီပွဲစဉ်မှာတေချာပေါက်ကျွန်တော်ကတော့ယူနိုက်တက်ကိုပဲကြိုက်တယ်နောက်တစ်ဆင့်ကိုယူနိုက်တက်တေချာပေါက်တက်သွားလိမ့်မယ်လို့တော့ကျွန်တော်ကယူဆပါတယ်ယူနိုက်တက်အနေနဲ့ကျွန်တော်တို့ကတခုတတိထားမှာလိုင်ယွန်အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော်တို့အလက်ဇန္ဒားလာကာဆက်ကို ်တေချာလေးယူဆိုင်ပြီးတော့ထိန်းချောရမယ်မာဇာဝါရီတို့ပါဆိုရင်လည်းအမားများတာနှစ်ပွဲရှိသွားပြီကျွန်တော်နယူကာဆန်နဲ့ပွဲစဉ်မှာဆိုရင်လည်းဒီကောင်းကြောင့်တကိုးပေးလိုက်ရတယ်လိုင်ယွန်ရဲ့ပွဲစဉ်တော့ဆိုရင်လည်းမမတင်တာနဲ့မားရယ်ဆိုတော့ဒီပွဲစဉ်မှာပါထပ်မားရင်တော့အဆင်မပြေတော့ဘူးဗျာသိရမလားဟိုကျွန်တော်တို့စားစားချင်းဝယ်တော့ကစားသမားတယ်ဒီလိုမျိုးမဟုတ်ဘာဖြစ်လို့ဒီလိုမျိုးပုံစံတွေဖြစ်သွားတာလဲဆိုတာတကယ်ကိုစဉ်းစားလို့မရအောင်အဲပရိသတ်တွေအနေနဲ့ဆိုရင်ရောဧပြီလ16ရက်နေ့ညနေပိုင်း17ရက်နေ့မနက်အစောပိုင်းမှာ ရှင်မြန်ကစားမဲ့ကျောင်းတာမန်ချက်စတာယူနိုက်တက်နဲ့လိုင်ယန်တို့ရဲ့ဒီယူပါလိကော်တာဖိုင်နယ်ဒုတိယကြော့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာဆိုရင်ရောကျောင်းတာဘယ်အသင်းရဲ့အနိုင်ရလက်ကိုဥဆောင်ပြီးတော့နောက်တစ်ဆင့်ကိုတက်လှမ်းသွားမယ်လို့ထင်ကြလဲကွန်မန့်မှာတစ်ချက်လောက်ဆွေးနွေးပေးသွားကြပါဦး MM Media ကိုစောင့်ကြည့်ရှုပေးကြရပြည်သက်တယောက်ချင်းနေတာကိုကျေးဇူးများကြီးတင်ပါတယ်အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျောင်း MM Media ရဲ့ Facebook YouTube TikTok တို့ကိုလိုက် Subscribe လုပ်ပြီးတော့စောင့်ကြည့်နေပါတယ်ဘလုံးဝိုင်းတိုင်းလိုက်ကြည့်ရှုချင်တဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းအခမဲ့တိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်သတင်းကောင်းပိုင်းနဲ့ နောက်စီစဉ်နေမှာပြန်လဲဆုံတွေ့ကြမယ်ကျွန်တော်တို့အစီအစဉ်တစ်ဆက်သူဖဖလေးဖြစ်ပါတယ်